ကမ္ဘာပေါ်ကအာကာသရှင်မှုနှုတ်ကနှစ်ပေါင်း900လောက်အဆက်အသွယ်ပြန့်နေပြီဖြစ်တဲ့အန်တာရက်ဂျူလီကိုရှာတွေ့ခဲ့ပါတယ်။အရင်တုန်းကဂျူရီကိုနယ်ချဲ့ဖို့လူတွေစီလွတ်ခိုင်းခဲ့ပြီးနောက်ပိုင်းမှာအဆက်အသွယ်တွေပြတ်သွားပါတယ်။ဂျိန်းတဲ့အတန်တို့ကတော့ဂျူပေါ်ကိုဆင်းဖို့ထုံးစံအတိုင်းပဲအစီအစဉ်ဆွေးခဲ့ပါတယ်။ဒါပေမဲ့ဒီဂျူရဲ့ဆွေးငင်အားကမတိမငိမ်ဖြစ်နေတာကြောင့်ရှင်ပြန်ကိုထိမရဖြစ်သွားတာပါ။အဲဒါကြောင့်အလိုအလျောက်မောင်းနေစနစ်ကိုဖျောက်ပြီးကိုရိုင်းဝင်ပြီးပိတ်ကိုင်းရပါတယ်။ဒီဂျူရဲ့ဆွေးငင်အားကလည်းထူချပါတယ်။ အမြင့်မာမောင်းရင်မတိမငိမ်ဖြစ်ပြီးမြေပြင်နာကပ်မောင်းရင်တော့နည်းနည်းသက်သာနေရပါအဲ့ဒါကြောင့်ဂျိတ်တို့လည်းရှင်ပြန်ကိုမြေပြင်နာကပ်ပြီးပြန်တန်းနေခဲ့ပါတယ်ဒါပေမဲ့လည်းလျှက်စစ်တန်လိုင်းလိုင်းတွေကြောင့်ရှင်ပြန်ထိန်းချုပ်တဲ့စနစ်တွေပြက်စီးပြီးတောင်တခုနဲ့တိုက်ကပြတ်ကျသွားခဲ့ရတာပါရှင်ပြန်ကကြီးကြီးမားမားပြက်စီးသွားပြီးမြေတရအနေငယ်စီကြလာတာကိုပဲကျေးဇူးတရားမှဖြစ်ပါတယ်အိမ်တော်နှစ်ယောက်သားအချင်းချင်းကူညီရင်းရှင်ပြန်အပြင်ဘက်ကိုထွက်လာခဲ့တာပါပြီးတော့အနာတက်တာစီဖို့ထုံစီထိုးရင်းဘာဆက်လုပ်ရမလဲစဉ်းစားနေပါတယ် သူတို့ရေပြန်ပြတ်ကျတဲ့နေရာကခဏရရတဲ့မှလေးဖြစ်နေရပါဒီချိန်မှာပဲဂျိတ်ကခွေးတစ်ကောင်ကိုတွေးလိုက်လို့အတန်ကိုလှမ်းပြောခင်ရပါအတန်လှမ်းကြည့်လိုက်တော့ဘာကိုမှမတွေ့ပါဘူးသေးချိန်ကြောင့်ထင်အောင်ထင်မှဖြစ်နေရလို့ထင်သွားတာပါ ဒါပေမဲ့ခဏအကြာမှာခွေးဟောင်တန်ကြားလိုက်ရလို့နှစ်ယောက်စလုံးကောင်းထောင်ကြည့်မိလိုက်ပိုင်ဒီချိန်မှာပဲစပီရှီစုပ်ဖွားနဲ့သူတို့ကိုစကားလမ်းပြောနေတဲ့ကောင်လေးတယောက်ကိုတွေ့လိုက်ပိုင်ဒီကောင်လေးရဲ့လက်ထဲမှာမွေးပွားခွေးလေးတစ်ကောင်ကိုပိုက်ထားပြီးနောက်လက်တစ်ဖက်မှာတော့ဓမြောင်တစ်ချောင်းကင်ထားခဲ့ရပါကောင်လေးကမွေးကောင်းစစ်တီတွေလာနေပြီလို့အော်ပြီးထွက်ပြေးသွားခဲ့ပိုင်အတန်ကလေးကောင်လေးနောက်ကိုပြေးလိုက်သွားခဲ့ရပါဒီကောင်လေးရဲ့နာမည်ကဘီလို့ခေါ်ပိုင်အမြန်ပြေးသွားခဲ့ပြီးမြွေကောင်းစစ်တီတွေတက်တဲ့တူပြီးအဝိုင်းခံခဲ့ရတာပါ တကယ်တော့မွေကောင်းစစ်သည်တွေကအမျိုးသမီးတွေကြီးပဲဖြစ်နေပါ යි ။မိကခွေးလေးကိုလွှတ်ပေးလိုက်ပြီးစစ်သည်တွေကိုပြန်တိုက်ခိုက်ဖို့လုပ်ခဲ့ပြီးမိသူကပဲတိုက်နှက်အဖမ်းခံခဲ့ရတာပါ။နောက်ကပြေးလိုက်သွားတဲ့အတန်ကတော့မိသားခဲ့တဲ့ဒါလေးကိုပဲတွေ့ခဲ့ပါ යි ။ဒီချိန်မှာပဲငလင်းလှုပ်သွားလို့အတန်လည်းလေးကျသွားတာပါ။ငလင်းလှုပ်ပြီးချိန်မှာတော့ဂျိတ်အစဉ်ပြေလာဆိုပြီးလက်ပတ်နိုင်ကနေဆက်သွဲစကားပြောနေခဲ့ပါ යි ။ဂျိတ်အစဉ်ပြေနေသေးရသေးရောပဝင်းကျင်ကိုဆက်လိလာဖို့ထွက်လာခဲ့ရပါ။ဒီလိုနဲ့ဖျားเจ้าပုံစံအဆောင်ဦးကြီးကိုတွေ့ခဲ့ပါ ore ။အထင်းမှာတော့အမျိုးသမီးတွေကြီးပဲစုဝေးနေကြတာပါ။ ဗီမဆူမာရုကဝေပြူဖို့အသင့်ပြင်ထားပြီးအင်းရှိအမင်းသမီးတက်ဆန်ကဂါလာရီယူနေပါတယ်။သူတို့ကနဖျားလိုသတ်မှတ်ထားတဲ့မြောက်မွေကြီးကိုရစ်ပူစော်ဖို့လုပ်နေရပါ။ရစ်ပူစော်ခံရမယ့်သူကတော့လောလောလလတ်အဖမ်းခံရတဲ့ဝီဖြစ်နေပါတယ်။ဒီချိန်မှာပဲမြောက်တွင်ကြီးတဲ့ကနေအီယာမောက်မွေကြီးတကောင်လေးထွက်လာခဲ့ပါတယ်။ဝီကိုတွေ့ရဆူမာရုရဲ့ကိုရံတော်ဒုတိယလန့်သွားခဲ့ရပါ။ဘာဖြစ်လို့လဲဆိုရင်ဝီကသူ့ရဲ့မောင်လေးဖြစ်နေရတာမှာပဲ။အဲ့ဒါကြောင့်စစ်တီရီကိုတိုက်ခိုက်ပြီးဝီကိုကင်နေခဲ့ရပါ။ သူကစစ်တီတယောက်ကိုကန်လိုက်တဲ့အခါမွေကြီးရဲ့အနာကိုနှိပ်သွားခဲ့ပါတယ်။ဒီအချိန်မှာမွေကြီးကစစ်တီကိုစားလိုက်ပြီးမိအောင်ကိုပြန်ဝင်သွားခဲ့ရပါ။တက်ဆန်ကသူ့ရဲ့စစ်တီတွေကိုထတ်ခေါ်ပြီးသူ့ကိုဖမ်းပြီးတပ်ဖြတ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဘီယမ်မဆူမာရုကကြောင်းဝင်လိုက်ပြီးအမျိုးသမီးအချင်းချင်းတပ်ဖြတ်ခွင့်မရှိဘူးလို့တားခဲ့လိုက်တာပါ။ ။ဘရင်မနဲ့အင်းရှိမင်းသမီးနှစ်ယောက်စကားများနေကြတာကိုအတန်ကလည်းချောင်းကြည့်နေခဲ့ပါ යි ။ရုတ်တရက်ဂျိတ်စီကဆက်သွင်းလာလို့လက်ပတ်နာရီကအတန်ထွက်လာချိန်မှာတော့အားလုံးကသူ့ကိုသတိထားမိသွားကြရပါတက်ဆန်ရဲ့စစ်သည်တွေကသူ့ကိုဖမ်းဖို့လုပ်နေချိန်မှာတော့မီးဆိုင်ကြီးကိုတနက်နေ့ပြစ်ပြီးထွက်ပြေးလာခဲ့ပါ යි ။ဒီချိန်တွင်မှဝီလည်းသူနဲ့အတူထွက်ပြေးလာနိုင်ခဲ့ရပါ။ သူတို့ရင်ပြန်တာအရှောက်မှာတော့အတန်ရဲ့ခြေထောက်ကိုမြားမှန်ပြီးတရားရသွားခဲ့ပါတယ်။ဒါပေမဲ့နှစ်ယောက်စလုံးရင်ပြန်တဲ့ဝင်ကတကားပိတ်ပြီးပုံနိုင်ခဲ့ရပါတက်ဆန်ရဲ့စစ်သည်တွေကတော့ရင်ပြန်ကိုဝင်းထားပြီးပါပြီ။ဒီချိန်မှာပဲဇူမာရုကကိုရတော်တပ်ဖွဲ့နဲ့ရောက်လာခဲ့ပြီးစစ်သည်တွေကိုပြန်ဖို့ပြောလိုက်ပါတယ်။စစ်သည်ကောင်းဆောင်ကတက်ဆန်ရဲ့အမိန့်ကိုပဲနားခံမယ်လို့စော်တကားတက်နေခဲ့ပြီးမိတ် ဆူမာရုကသူသာဘီရင်မဖြစ်တာကြောင့်သူအမိန့်ကအတီပဲလို့ခက်မမာပြောခဲ့ရပါစစ်တီတွေပြန်သွားချိန်မှာတော့အတန်တိုးရဲ့ရင်ပြန်လေးကိုဝင်လာနိုင်ခဲ့ပါ යි သူတို့တုံးနဲ့အများတွေမှာအစိတ်တွေတုတ်ထားတာဖြစ်လို့ဆူမာရုကအတန်ကိုအစိတ်ဖြည့်စီထိုးပေးခဲ့ရပါအဲဒီနောက်မှာတော့အတန်တယောက်သတိမိသွားခဲ့ပါ යි သတိပြန်ရလာချိန်မှာတော့ဆူမာရုရဲ့နေရာကိုရှောင်နေခဲ့ရပါသူနဲ့အတူဂျိန်းနဲ့ဝီတို့လည်းရှိပါတယ်။ဂျိန်းကတော့ငလင်ခဏခဏလောက်တဲ့ဒီချိုကငလင်ကျောပေါ်မှာရှိနေပြီးမကြခင်မှာပဲပျက်စီးတော့မှဖြစ်ကြောင်းခံမှန်းနေခဲ့ရပါ။ဒီလိုပြောတဲ့အချိန်မှာပဲငလင်တစ်ချက်လောက်လိုက်လို့ အားလုံးလေးပြူသွားကြပြန်ပါ යි အိမ်တော်သူ့လက်ထက်ကကရိယာလေးနဲ့အထံရဲ့လက်ပေါ်စကန်ဖတ်ပြီးရောဂါရှိမရှိစစ်ဆေးနေခဲ့ပါ යි ဒီချိန်မှာဝီကလေးသူ့စကားဝိုင်းတဲ့ကိုဝင်လာခဲ့ပါ යි ငလီလှုပ်တဲ့အကြောင်းကမြေအောင်မွေကြီးတွေသွားလာလို့ဆိုပြီးဝင်ပြောနေရပါပြီးတော့စကန်ဖတ်တဲ့ကရိယာလေးကိုလည်းစိတ်ဝင်စားနေပါ යි အဲ့ဒါကြောင့်ဂျိတ်တို့လည်းဝီကိုစကန်ဖတ်ပေးလိုက်ပြီးဘာရောဂါမှမရှိကြောင်းပြောခဲ့ရပါဒီချိန်မှာဒုကအကြံကိုလာခေါ်တာပါ යි အကြောင်းကတော့ဘီယမဆူမာရုနဲ့တွေ့ဖို့ပါပဲ အတန်ရောက်သွားတဲ့အချိန်မှာဆူမာရုကရေချိုးနေလို့အာနာပါနာကြည့်ခဲ့ရပါသေးတယ်။ရေချိုးပြီးတော့လည်းအဝိစာကပုတ်ကယုံဝစ်ပြီးအတန်ကိုထွက်ပြေးနေခဲ့ရပါ။ပြီးတော့အတန်ရဲ့တနက်ကိုယူပြီးစမ်းပစ်နေခဲ့ပြန်ပါတယ်။တနက်ရဲ့အစွမ်းကိုတွေ့ပြီးသဘောကျကယူထားခဲ့လိုက်တာပါ။အဒန်ကတော့အတာရက်ဂျိုကပျက်စီးတော့မှဖြစ်လို့တတိပေးဖို့ရှောက်လာတာဖြစ်ကြောင်းပြောပြပါ යි ။ဇူမာရုကလည်းဒီချက်ကိုလက်ခံပါ යි ။သူတို့ရိမြေအောင်မိုင်းတွေအကြီးအကျယ်တူးနေကြတဲ့အတွက်ဒီလိုဖြစ်မယ်လို့ခံမှန်းမိကြောင်းပြန်ပြောခဲ့ရပါ။ ဒါပေမဲ့တက်ဆန်အပောင်ဝင်အများစုကသိပ္ပံနီးကြရတဲ့အချက်တွေကိုမယုံကြည်ဘဲငလင်လုတ်တောင်မှွေကြီးတွေရှောက်သွားနေလို့ဆိုပြီးယုံနေကြရဖြစ်ပါတယ်။အဲဒါကြောင့်စုမာတို့လည်းတက်ဆန်တို့အုပ်စုကိုမဆန့်ကျင်ဘဲအလိုက်အထိုက်ဆက်ဆံနေကြတာပါ။ တကယ်တော့တက်ဆန်ကဘယင်မဖြစ်ဖို့အရင်မရထားခံခဲ့ရသူဖြစ်ပိုင်ဒါပေမဲ့အပြစ်တစ်ခုကြောင့်ဆူမာရုကသူ့ကိုကြော်ပြီးနေရာရခဲ့ရပါဆူမာရုမှာကိုရန်တော်တပ်ဖွဲ့ရှိပြီးမဲ့တက်ဆန်ကတော့မွေကောင်းစစ်တီတွေကိုအမိပေးနိုင်စွမ်းရှိနေပါတယ်ဒီလိုအခြေအနေမျိုးမှာဆူမာရုကအခြေအနေတွေပြန်ပတာမဖြစ်အောင်စဉ်စဉ်ချင်းချင်းအုပ်ချုပ်နေခဲ့ရတာပါအတန်ကတော့အမျိုးသားတွေမရှိပေဆူမာရုတို့တလောက်ကြာအောင်မနေနိုင်ဘူးဆိုတာသိပါတယ် အဲ့ဒါကြောင့်ယောက်ျားလေးတွေကိုဘေးမှာထားထားလေးဆိုပြီးမိခဲ့တာပါဒီချိန်မှာပဲဆူမာရုကသူ့ကိုနေရာတစ်ခုစီခေါ်သွားခဲ့ပါတယ်အဲ့ဒီနေရာကတော့မိုင်းတွင်ကြီးပါပဲ ီဂျိုပေါ်မှာရှိတဲ့ယောက်ျားသားအလုံးကမိုင်းတွင်းမှာအလုံချမ်းလုပ်နေရတာပါပြီးမှတော့အမေရိကန်စစ်သည်တွေကစောင့်ချက်နေပါတယ်ယောက်ျားသားတွေကိုအလုံချမ်းခိုင်းဖို့နဲ့တားဖောက်ဖို့အတွက်ပဲစီကံသတ်မှတ်ထားဖြစ်ကြောင်းစူမာရုကရှင်းပြပြီးမပြောမစုံနဲ့အတန်ကိုယ်တော်ဖန်နန်းခဲ့ရပါပြီးတော့မှယောက်ျားတွေအုပ်ချုပ်တုန်းကစစ်မှတ်တွေပဲဖြစ်နေခဲ့လို့မိမတွေကအုပ်ချုပ်ရတာဖြစ်ကြောင်းပြောခဲ့ပြန်ပါတယ်ဒီစကားကိုကြတော့အတန်လေးအမျိုးသားထုတ်ကြီးဘက်ကနှာသွားခဲ့ရပါ အဲ့ဒါအကြောင်းဆူမာရုတို့ကအုပ်ချုပ်နေရမဟုတ်ပေကျုံပြုတ်နေရဖြစ်ကြောင်းဒေါသကြီးပြောမိခဲ့ပါတယ်။ဒီချိန်မှာဆူမာရုကရာဇာမန်ထွက်သွားပြီးအလန်ရဲ့မျက်နှာကိုလက်သီးတွေနဲ့ကြီးထိုးနေခဲ့ရပါအတန်ကပြန်တိုက်ခိုက်ဖို့လုပ်နေပြီးမြေကိုရန်တော်တို့ဖွဲ့ကသူ့ကိုရိုင်းလိုက်လို့လဲသွားခဲ့ရပါ ပြီးတော့အချုပ်ခန်းလေးကိုခေါ်သွားခံလိုက်ရပါတယ်။ဒါအောင်လန်းချင်းမီရဲ့တက်ဆန်ကအကြံကို ကြားဖြတ်လို့ဖို့သူစစ်သည်တွေကိုအမိန့်ပေးခဲ့ရပါ။သူတို့ကိုလိုင်ချောင်းနေဝီကဒါကိုကြားသွားပြီးကိုရင်တော်အဖွဲ့ကိုတတိလန်းပေးခဲ့ပါတယ်။ဒါပေမဲ့နည်းနည်းတော့ကြားသွားပြီးအတန်းလေးစစ်သည်တွေရဲ့လက်ထဲရောက်သွားခဲ့ရတာပါ။ကိုရင်တော်အဖွဲ့သားတချို့လည်းစစ်သည်တွေရဲ့လက်ချက်နဲ့စီးဝေးချုပ်ခဲ့ရပါတယ်။ပြီးကတော့အသက်မဲ့သွားတဲ့အမရဲ့အလောင်းကိုဖတ်ပြီးငိုကြွေးနေခဲ့ရတာပါ။အဲဒီနောက်အတန်းကိုတက်ဆန်ရဲ့အခန်းလေးခေါ်သွားခဲ့ပါတယ်။တက်ဆန်ကတော့အတန်းကိုမြှုပ်ဆွဲပြီး သူနဲ့ဘူပေါင်းကဆူမာရုကိုတိုက်ခိုက်ဖို့ဖျားယောက်နေခဲ့ရပါအတန်ကတော့ဒီဂျိုကြီးကသိမကြခင်ပျက်စီးတော့မှဖြစ်လို့ထွက်ပြေးတဲ့ကြောင်တိုက်တွန်းခဲ့ပါတယ် ဒီချိန်မှာတက်ဆန်ရဲ့နောက်ွေကကွန်ပျူတာဖန်တားပြင်ပေါ်မှာအချက်လက်တွေပေါ်နေရာတွေ့ပြီးတခခုများထူးခြားမလားဆိုပြီးတွေးနေခဲ့ပါတယ်။ဒီချိန်မှာတော့တက်ဆန်မွေးထားတဲ့အမွေတကောင်ထွက်လာတာတွေ့ပြီးလန့်သွားကရိုက်တက်မိခဲ့တာပါ။တက်ဆန်ကသူ့မွေးထားတဲ့အကောင်လေးကိုတပ်ပြလို့ဆိုပြီးအတန်ကိုအပြစ်ပေးရမယ်လို့ပြောခဲ့ပါတယ်။ပြီးတော့အတန်ကိုအနမ်းတွေပေးနေခဲ့တာပါ။သူ့အပြစ်ပေးပုံကလည်းခက်ဆန်းဆန်းပါပဲ။ဒီချိန်မှာအတန်ကကွန်ပျူတာကိုလက်ပတ်နိုင်တဲ့ခြေချပြုစူးစမ်းနေခဲ့ပြီးမြေ ဘာမှမထူလာပါဘူး။တက်ဆန်ကဒါကိုသတိထားမိသွားပြီးလက်ပတ်နိုင်ကိုမော်လက်ကောက်ဆိုပြီးအတင်းလို့နေရပါ။ဒီချိန်မှာအတန်ကတက်ဆန်ကိုတိုက်ခိုက်ခဲ့ပါတယ်။ရုပ်တရက်ကြီးမွေကောင်းစစ်တီတွေဝင်လာတဲ့အတွက်အတန်လေးတက်ဆန်ကိုတစားကန်လှုပ်ထားခဲ့ရပါ။မွေကောင်းစစ်တီတွေကကောင်းစုကိုချွတ်ပြလိုက်တော့မှပဲသူ့ကိုကယ်ဖို့ရုပ်ဖြက်လာရဲ့စူမာရုနဲ့ဂျိတ်တို့ဖြစ်နေရကိုသိလိုက်ရပါတယ်။အဲဒီနောက်မှာတော့စူမာရုတက်ဆန်ကိုမိသွားအောင်ရှိုက်ပြီးအတန်ကိုကယ်ထုတ်သွားခဲ့ရပါ။ ဂျေကဒီဂျိုပေါ်ကနေအမြန်ထွက်ပြေးဖို့ဆူမာရုကိုရှင်းပြနိုင်ခဲ့လို့ဒီအစီအစဉ်ကိုအောက်ထည့်ဖော်နေခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ဆူမာရုနဲ့ကိုရန်တော်အဖွဲ့အထံတို့တယောက်နဲ့ဗီဒိုကအမျိုးသားအချင်းထောင်ကိုရှင်းသားခဲ့ရပါဒါပေမဲ့နောက်ကလိုက်လာရေးတက်ဆန်ရဲ့စစ်တီတွေကြောင့်ပြစ်ခတ်မှုတွေဖြစ်ခဲ့ရပါသေးတယ်။ဇူမာရုကတားဆီးပေးထားတာကြောင့်အတန်တို့လည်းအချင်းထောင်တကာကိုဖွင့်လိုက်နိုင်ပါသေးတယ်။ အကျဉ်းသားတွေကိုထွက်ပြေးကြဖို့ပြောလိုက်ပြီးမိအားလုံးကကြောင်ရွံ့ပြီးတုတ်တုတ်တာမလုပ်ရကြပါဘူးဒီလူတွေသာကဘာပေါ်မှာရှိရင်မိမကြောက်တဲ့အချိန်မှာထိတ်တန့်စည်းဝင်မှာတိတ်ချပါတယ်ဇူမာရုကအမိပေးတော့မှပဲအပြင်ကိုထွက်ရဲလာခဲ့ရပါဂျေကဝီကောင်းစစ်သည်တွေကမလိုက်လာနိုင်အောင်ဥမင်ကိုတနက်နေ့ဖြစ်ပြီးဖောက်ခွဲခဲ့ပါတယ် အိနာတို့အားလုံးတစ်ဖက်မှာရှိရင်ဥမင်လန်းတွေကနေတစီအပြင်ဘက်ကိုထွက်ပြေးခဲ့ကြပါတယ်။တက်ဆိုင်ရဲ့စစ်သည်တွေကလည်းနောက်ကနေလိုက်သွားခဲ့ကြတာပါ။ဒီကြားထဲမှာငလင်တွေလှုပ်လို့ခဏခဏလေးကြာရပါသေးတယ်။နောက်ပြီးဟိုဘက်ဒီဘက်ပြစ်ခတ်မှုတွေကလည်းရှိနေကြရပါ။ထုံးစံအတိုင်းအဓိကဆက်ကောင်တွေကတော့အသက်ရှင်နေတော့မှာပဲအဲဒီတော့မှဆူမာရုရဲ့ဥစားမှုနဲ့စွန့်ပစ်ခံအခြေဆိုင်စကံအဟောင်းကြီးစီကိုရှောက်သွားခဲ့ကြပါ ore ပျက်စီးနေတဲ့အစာအုပ်တစ်ဖက်ကနေပတ်ဝင်လို့ရှာပြီးမြေဇညိုနဲ့မှမပါတဲ့အတွက်အတန်ကတကားကိုတနက်နေ့ပြစ်ပြီးဝင်ခဲ့ကြတာပါ သူတို့နောက်ကိုတက်ဆန်တို့အဖွဲ့ကလည်းထထမကွာလိုက်လာခဲ့ကြပါယ်စစ်တီရီကအစာအုပ်ပြက်ကတည်းရဲ့၆ပြင်းဆိုပြီးမဝင်ရဲလို့တက်ဆန်ကတယောက်နှစ်ယောက်လောက်ကိုတက်ပြခဲ့ရပါသေးတယ်အဲဒီနောက်မှာတော့စစ်တီရီလည်းတက်ဆန်ရဲ့အမိတ်အတိုင်းလိုက်နာခဲ့ကြတာပါအထင်းမှာတော့အတန်တို့ကကွန်တန်တပောင်းဖိုကြီးကိုတွေ့တာပါယ်ဂျိတ်ကတပောင်းဖိုကြီးအလောက်လုံးတင်လာဆိုပြီးစစ်စည်းနေုံမှာစမာရုနဲ့အတန်တို့ကရင်ပြန်ကုန်လိုက်ရှာနေခဲ့ရပါဘာဖြစ်လို့လဲဆိုရင်ဒီလိုအခြေစိုက်စကံမှာအရေးပေါ်ရင်ပြန်ရှိတတ်တာကိုအတန်တို့ကသိထားလို့ပါပဲအတူတူပြောရရင်တော့ဂျိတ်ကလည်းတပောင်း ုတ်ကိုဖွင့်ပြီးစွဲအင်ရအောင်လုပ်နိုင်ခဲ့ပါတယ်။အတန်တလည်းရှင်ပြန်ကိုရှာတွေ့သွားခဲ့ရပါဒါပေမဲ့ဒီရင်ပြန်ကိုအသေးဖို့အချိန်ကတော့အဆောင်ရအောင်မှဖြစ်ပါ යි ။အာဂတရှင်ပြန်ဖြစ်လို့ EV ကအသေးတလောက်တော့မြန်မာမဟုတ်ပါဘူး။ ရှင်ပြန်အားပြည့်သွားရင်သူတို့နဲ့လိုက်ခဲ့ဖို့အတန်ကဆူမာရုကိုခေါ်ခဲ့ပါသေးတယ်။ဒါပေမဲ့ဆူမာရုကတော့သူ့တိုင်းသူပြည်သားတွေကိုပစ်ထားပြီးကိုလို့ရောမပြေးနိုင်ပါဘူးဆိုပြီးဒရမာရီခင်းနေကြရပါသူတို့ကလပ်ဖန်ထုံးနေတော့မှပဲတက်ဆန်လူတွေရောက်လာခဲ့ပြန်မိုင်ဒီလိုနဲ့ဟိုဘက်ဒီဘက်ချနေကြရင်တပေါင်းဖို့ကိုလည်းထိသွားခဲ့တာပါဒီချိန်မှာအတန်နဲ့အချိတ်တို့ကတော့လက်ပတ်နာရီကနေဆက်သွယ်ပြီးရှင်ပြန်ထွက်ခွာဖို့အတွက်ပြင်ဆင်မှုတွေလုပ်နေကြပါတယ်။ဒါပေမဲ့သူတို့အတွက်အချိန်ကတော့သိမ်းမရတော့ပါဘူး တပောင်းဖို့မပောက်ခွဲခင်မှာမထွက်ခွာနိုင်ရင်ဇလန်းကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ရမှာလေဖြစ်ပါတယ်ဒီလိုအခြေအနေကြားထဲမှာတက်ဆန်နဲ့ဆူမာရူတို့လည်းထိတ်တိုက်တိုးသွားခဲ့ရပါ ဒူးလေးတွေနေပြစ်လို့ရကြပြီမဲ့အရေးပေါ်အချိန်ကြာမှတပွဲတလန်းနှွဲမယ်ဆိုပြီးအနီးကဖိုက်တင်ပလီနေကြရဲ့အတွက်အနိုင်ရှုံးကလည်းမပေါ်ပဲဖြစ်နေရပါအတန်ကအချိန်ဆွဲနေရင်အားလုံးမသာပေါ်ကုန်မယ်လို့တတိပေးလိုက်တော့မှဆူမာရုကတက်ဆန်ကိုနောက်ကောက်ကြသွားအောင်ထုတ်ခဲ့ပါအလုံးပြီးဆုံးသွားပြီထင်ပြီးထွက်သွားမယ်လို့ကမှတက်ဆန်ကတားမြောက်ပြီးပြေးဝင်လာလို့အတန်ကပဲတနနေ့ပြစ်ချပြီးဇလန်းဖြတ်ခဲ့ရတာပါအဲဒီနောက်သူတို့အဖွဲလေးရှင်းပြန်ပေါ်အကုန်ချက်ပြီးမောင်းထွက်ခဲ့ကြပါဒီချိန်မှာတော့အန်တာရက်ဂျူတခွင်လုံးငလင်တန်းကြောင့်ကဘာပြတ်တယ်လို့တုံ့ပြန်နေခဲ့ရပါ ဆူမာရုကသူ့လူတွေကိုဒုက္ခတော်တွေထားခဲ့ရပြီဆိုပြီးစိတ်မကောင်းဖြစ်နေကြရပါဒီချိန်မှာပဲချိန်လေးရှင်ပြန်ရဲ့အနေထားနဲ့လိုက်မဲ့သူကိုပြန်တွေ့ကြည့်ခဲ့ပါတွေ့ချက်မှုအရာရှင်ပြန်ကကြံခဲ့သူတွေကိုခေါဏယုံတွေမကပဲစိနကောင်ဖင်ထောင်ကလို့ရတဲ့အထိဖြစ်နေချိန်မှာတော့ရှင်ပြန်ကိုပြန်ဆင်ပြီးအောင်းလုံးကိုတက်ခိုင်းခဲ့ရပါဒါပေမဲ့အောက်ကလူတွေကဘာမှမသိကြောက်နေပြီးအဖို့ကိုမတက်ကြပါဘူး အဲဒါကြောင့်ဆူမာရုကသူ့ကြပုဂ္ဂိုလ်လွှတ်ပြလိုက်ပြီးအားလုံးတကြငါရင်ပြန်ပေါ်လို့ပြောလိုက်ချိန်မှာတော့အဆင်ပြေသွားပါတယ်။အဲဒီနောက်ရင်ပြန်ကဘေးကင်ရောင်ကိုပြန်တန်းထွက်ခွာသွားရင်ညီကောင်းချုပ်သွားရင်ထင်တော့မှတ်သားမှာပါ။ဘေးကမဲမတိပေါ်လာတဲ့မွေကြီးဟာရင်ပြန်အစာမှတ်ပြီးလိုက်ကင်များကြောင့်ထွက်မရပေဖြစ်နေခဲ့ပြန်ပါတယ်။ဒါပေမဲ့အတန်တိုးကလည်းဇလိုက်တွေပြီးပြီးဒီကိစ္စကိုဖြေရှင်းဖို့နှိမ့်လန့်ရှိနေရပါ။ရင်ပြန်ကိုလက်ပတ်ကင်နေတဲ့မွေကြီးနောက်ဖက်ရောက်ချိန်မှာပဲ ထွက်ခွာပြန်တန်းခလုတ်ကိုနှိမ့်လိုက်ချိန်မှာတော့မီးတွေပန်းထွက်လာပြီးငွေကြီးကိုမီးဆွဲသွားခဲ့ရပါဒီချိန်မှာတော့ငွေကြီးလည်းနောက်လဲမလာတော့ဘူးလာလဲမနောက်တော့ဘူးဆိုပြီးမြေကြီးနဲ့ပြန်ဝင်သွားခဲ့ပါတယ်အိမ်နောက်ရင်ပြန်ကိုထွက်ခွာနိုင်ခဲ့ပါတယ်ကိုရန်တော်တယောက်ကအပေးချိန်ကမမတိဖမ်းလာတဲ့ခွေးလေးကိုထုတ်ပြလိုက်ချိန်မှာတော့ဝီလဲဝမ်းသာသွားခဲ့ရတာပါအိမ်နောက်အလုံးစောင့်မြော်နေကြရင်ဇလိုက်ပြီးဆုံးချိန်လေးကိုရှောက်သွားခဲ့ကြောင်းဝေးများလိုက်ရင်တကယ်ကြီးပဲဒီကောင်ချုပ်လိုက်ပါတယ်အခုလိုစိတ်ဒုက္ခခံပြီးအပီးရဲ့အတွက်ကျေးဇူးရတင်ပါတယ် တကယ်စဉ်းကြီးခံကြရရဲဆိုရင်တော့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးဖို့လည်းအမနာတဲ့တောင်းဆိုပါရစီရှင်